yourcelebrity.com. <laughs> ်ဒီကျေးဇူးတင်ပါဘုရားတောင်းဆိုဘုရားမေဘာပရိုင်းလားဟမ်ဘုရားဟုတ်လားဟိုအမ်ဖော့ sorry ဟိုမမလိုပြောရရင်ဝေဘူးတင်နှန်းကြီးခက်နေရတာလားလို့ပြောတာမရှင်းကြီးများဖြစ်ပါလားလို့ပြန်စစ် I love you present 的，哦，你娃的，哦，那里看啥子的？还二逼的。嘿 <noise> 嘿，你没屋里看山我不会眼睛。妈 <noise>，爸妈来看啥子？爸那啥爸那冰箱。姓、oh, yes, like ah.，年纪是两条线来了，工资真挺哦，也是啊。<noise> <noise> <noise> 哎嘎呀哈喽啦啦你搞大家啥子人呢呀ကျောင်းကနေမယ်လေရ။လာရလာရလာရချက်သွား။ဟုတ်လား။ကိုရဲ့ကိုရဲ့ကိုရဲ့ကိုဘောဟောရီပတ်တော်ကြီး။မြေဦးရဲ့ရှင်ကလည်းဘာလို့ခင်ပြစ်ပြီးပေးရလဲ။ကိုရဲ့ကိုစားဟောရီပတ်တော်ကြီးမြေဦးရဲ့ရှင်ကိုကြားတယ်။အမြဲတမ်းထိပ်ပြီးထောက်ပြီးစမ်းပါမြေဦးရဲ့။ဖိတ်ကောင်းဆိုင်ရ။ဟော။ကိတ္တာ။ 哎呦，站起来了，弟弟。One, two, three, four, go。谁哭谁先出多？哦，也是没事。阿拉爸爹的，我偏心他们呢，没有用。怎么，狗风色考来了没啦？考来哩，我弟弟阿弟没来啦，来嘛不？没有，我也不知道。好哩，搬家了，没有用，因为呢嘛，阿爷来准备茶杯把它没有用。还搞来呀？好来。 ဟုတ်ကြပါလိမ့်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့အခုဒီနေ့ပေါ့နော်ရိုက်ကူးနေတဲ့စင်းလေးနဲ့ပတ်သက်ပြီးတော့ပြည်သက်ကိုပြတ်တော့ပြီးတော့ဟုတ်ဒါတော့ဟိုရုပ်ရှင်ဇာကားကြီးပေါ့ဟိုမင်းကြီးရဲ့ဝတ္ထုအောင်ပါလေးဆိုတဲ့ဝတ္ထုကိုဆိုင်တယ်အဲသူကအောင်ပါလေးဆိုတဲ့ဆောင်းလေးကလူကြီးဝင်နေရနေစပြီးတော့ ဒီရှင်နဲ့နှက်ခတ်နဲ့ရှင်ပြီးမွေးလာတဲ့ကလေးတယောက်လို့ပြောပါမှာသူကသူ့အလွယ်နဲ့သူသူကုနီနိုင်တာတွေကိုအကုန်လုံးကုနီနိုင်တာထက်ကိုပို့ပြီးဟိုကုနီပေးခဲ့တဲ့ရှင်ရဲ့တယောက်ပေါ့နောက်ဆုံးသူ့ရဲ့ဒီဝါနာပါတဲ့ဟိုသူ့ရဲ့ဝါနာပါတဲ့ကုနီရှင်နဲ့စိတ်နဲ့သူ့နဲ့နောက်ဆုံးအယောင်ကြီးတွေ့ပြီးမဲ့အလုပ်က ူစဉ်းစားလိုက်ချင်မှာနောက်ဆုံးနိုင်ခုနီးတင်ပါသူအလုံးဝလုံးနဲ့အဲ့ဒါစသိထားတယ်တမုံမြင်ရတော့သူနဲ့ငရုံးကသူမသိတဲ့ဆိုရယ်ရက်သားလေးလောက်ကနုဆုပဲဖြစ်ခဲ့ပြီးတဲ့မိန်းကလေးပဲအကြည့်တဲ့ရရောက်မှပြန်တွေ့ကြပြီးတော့တမုံမြင်ရကိုဒီလေးယူဆိုတာကတော့ခင်လိုက်ပေါ့သူသူကဝယ်ယူပြန်တတ်တဲ့ယောဂရှိတယ်အဲ့အဲ့ဒီနောက်ဒီအောင်မလေးက တွေ့တဲ့အချိန်မှာစိုက်တန်ကူညီပေးနေမှာသူတို့ရေးပြန်ဆုံပြီးတော့သူတို့မျိုးပေါင်းအောင်ဖြစ်လာတာပေါ့ဒါဆိုလို့ရှိရင်ရုပ်ရှင်ကားတွေနဲ့ပတ်သက်ပြီးအကယ်ဒမီနဲ့ဆက်နွယ်တဲ့ရုပ်ရှင်ကားမျိုးရောရှေ့ဆက်ပြီးရိုက်ကူးသွားဖို့ရှိပါသလား။အင်းအကယ်ဒမီဆိုတာကတော့ဟိုအမှုပညာသမားတိုင်းတမိုးထားပြီးမျော်လင့်တဲ့စုတစ်ခုပေါ့နော်။ဒါပေမဲ့အဲ့အကယ်ဒမီဆိုတာကျွန်တော်အလှည့်ရောက်လာတယ်။ကျွန်တော်ကိုယ်ရရင်တကယ် ကျွန်တော်ဖန်နီမူကကယ်မီနဲ့ထိုက်တန်တဲ့ဖန်နီမူမျိုးဖြစ်မှာပြီးတော့ဟိုကယ်မီပေးတဲ့အဖွဲ့ကရောပြေးတက်ကရောအဲ့လိုထိုက်တန်တဲ့ပြီးရဲ့အကယ်မီမျိုးဖြစ်မှာပဲကျွန်တော်ကယူဟိုယူဖို့စိတ်တက်မှာပါဟုတ်ကဲ့ပါခင်ဗျာရေကွင်းတစ်ခုစတဲ့တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီရေကွင်းတစ်ခုကနေပြီးတော့ ပြိသက်အားပေးလက်ခံတဲ့ VCD ခွေတခွေဖြစ်လာဖို့အတွက်ကဘာတွေဘယ်အခမ်းအနားတွေဘယ်အရာတွေကအဓိကကျပြီးတော့ဘလို့ဝမ်းဝဲကူညီမှအဆင်ပြေနိုင်မယ်လို့ထင်ပါတယ်လဲ။ညီကမရိုက်ချင်တဲ့အတူစဉ်းစားရတဲ့ကိစ္စ။ကျွန်တော်အခုဒီအမလေးဆိုရင် ကျွန်တော်တို့2013မှာရိုက်တယ်ဆိုရင်ယုံယုံနေရှားပါတဲ့အတွက်ဟိုဇာကားတွေတန်းစီရတဲ့အတွက်ကျွန်တော်2015လောက်မှာတင်ဖို့ဖြစ်မှာလေအဲ့တော့ဒီ2015လောက်မှာဖြစ်သွားမယ်ပြည်သက်တည်းရဲ့စိတ်နဲ့ဟိုအပြောင်းလဲတွေဓာတ်တွေဖြစ်လာအောင်မယ်ဆိုတော့ကျွန်တော်တို့ကကြိုမတိနိုင်ပေမဲ့ဟိုကြိုပြီးတော့ဘုညပညာအရာကြိုပြီးတော့ခံမှန်းပြီးဖန်တီးထားရရှိရပါ အဲ့တော့ဒီစကားတကားကိုပြည့်တက်လက်ခံမှုဆိုတာကျွန်တော်ကမရိုက်ခင်နဲ့ဇလန်းစပြီးရွေးချယ်တဲ့ကိုကကြိုပြီးစဉ်းစားထားတဲ့ကိစ္စတူလက်ရှိပြည့်တက်ရဲ့စိတ်ပြီးတော့ပြည့်တက်ရဲ့စိတ်ဟာရဖြစ်မဲ့ပျော်ပြည့်မှုမျိုးပေါ့ပြောပြည့်ပျော်ပြည့်နဲ့အတိပေးပျော်ပြည့်နဲ့အတိပေးတဲ့ကောင်းသော message တွေပါတယ် ဇလန် presentation မျိုးပေါ့ဒါကတော့ကျွန်တော်မရိုက်ခင်အချိန်ကြီးစဉ်းစားထားမှာဖြစ်ဟုတ်ကဲ့ပါခင်ဗျာလာမယ့်စီခင်အတွက်ကိုဥနေနဲ့ဘလူးခန်းကနာမျိုးကနေပါဝင်ဆောင်ရွက်သားဖို့ရှိပါတယ်အဲကျွန်တော် IC ဂျင်းအတွက်ဇလန်းတို့တပုတ်ကျွန်တော်ဆိုက်ပြီးသားတယ်အခုတော့ channel တွေမှာတွင့်နေပြီလို့သိရကျွန်တော်တော့မကြည့်ရသေးဘူးဟောပေါ့အဲ့ဒါလည်းမင်းသားမင်းမီးမပါဘူးဟောနဲ့ ကိုရိုင်းနဲ့မူပြေမောင်နဲ့ခေါင်းဆောင်နဲ့ဂျန်နဲ့အောက်ကိုရိုင်းမူပြေမောင်ရွှေချီတို့ခေါင်းဆောင်ပြီးတော့နောက်အိမ်မှာဟာသာကျွန်တော်တို့ခင်လိုင်းကိုဒိန်းအောင်လုပ်များလိုက်ပါကျွန်တော်ဘာလို့မှလည်းပြောဆိုရဲဘလုံးကန်တဲ့ဟာသာဇလန်းတို့ကိုကျွန်တော်ရိုက်ပြတာပါဟုတ်ကဲ့ပါခင်ဗျာပရိသတ်ကြီးအတွက်ဦးအနေနဲ့ဘာမှပြောချင်ပါလဲကျွန်တော်အနေနဲ့တော့ရုပ်ရှင်ပဲဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ဖြစ်ခုနလိုဟိုတစ်ခုခုအတွက်အမှတ်တရဖြစ်စီမဲ့

ို့ဒီကိုကပ်ပေါက်နေလုံးနေတယ်ကျောင်းလာခဲ့ရောအေးဒါပဲနော်အဖိုးဖြစ်တဲ့အချိန်ကိုအာလုံးတော့အာအာဆိုင်လိုက်လေရောဖိလိုက်တာမဟုတ်ဘူးကမင်းပါဘူးချမ်းလေမင်းကိုကန်ပေါ့နေလို့ကန်ပေါ့မင်းကိုကန်ပေါ့မှုဒါတော့ဘောဖိလည်းမရှိဘူး ခါပဲလေနေပါပဲဟဲ့ခဏခဏဆိုင်ကြီးချလိုက်ပြောင်းပါဟဲ့ကြအေးကြွချုံရုံနဲ့တောက်တဲ့တန်းလာတက်နေဟလားဖီးတွိုးနေလားမဖီးတွိုးနေလားတင်းကြီးမရောရောက်နောက်ကြံမမင်းနဲ့နာအိမ်မက်လေးမတောင်းလို့နန်းညမရောနာလာကြိုရဒီကတော့ဂျိုဂျိုးဝင်နေဟဲ့ဂျိုဂျိုးပါဘာမင်းရဲ့လိုက်ဘောပါမင်းရဲ့ဘာရဲ့ဘောလဲချက်ဘောချက်ဘော

ဟမ်ဟုတ်ကဲ့ပါကိုနေတို့အခုလက်ရှိကျေးဇူးဆောင်မိတဲ့ကိုနေရဲ့စကားလေးကိုပိတ်တော့အရင်လိုမိတ်ဆက်ပြီးပါအောင်ပါလို့ဆိုတော့ရုပ်ရှင်စကားဖြစ်ပါတယ်ဒီကားလေးကတော့အာကျွန်တော်နဲ့အတူတူပါเนาะအဲတက်မှုပြပါတယ်ပြီးတော့ ်ဒီတော့ဒီတော့တရားတော့တရားဆောင်တော်ကများတော့မှာပြန်ပြီးတော့အာပြင်ထားရပါတော့။ဒီတော့မဆင်းလို့ဒါပြန်ပြီးကြဲအောင်လို့ပြီးတော့သဘောရဆုံးရှိတယ်။အဲတော်တော်များများဘာလဲ။အဲချက်ခွက်ဟာတာပါလေဖြစ်တဲ့အခါကျတော့ဒီလိုရက်ခွက်ထဲမှာတကယ်ဘောဟာတိုင်းပြီးတော့ရရအောင်စက်ကောင်းစီမှရှိတယ်။ ရိုက်တာဆက်ရှိတဲ့လူတွေကရိုက်တာနဲ့ရုပ်ဆောင်ပါတယ်အာဇာတိုင်းနာမည်ကတော့အောင်ပါလေပေါ့နော်ဒီဇလန်းရဲ့အဲဒီကစကောင်ရဲ့နာမည်ပေါ့နော်ဒီနာမည်ကတော့အောင်ပါလေပေါ့အခုနေတော့ဆိုလို့ရှိရင်ပြည်သက်တွေအများစုသိသိသိရှင်နေကြတယ်ပေါ့နော်ခုနေတော့လူပြိုရွေးပဲလုံးပါလားဆိုတော့မိကုန်းလေးအတွက်အဖြေလေးဖြေလေးပါအောင်ညီရော အခုဆက်လက်ပါတက်မဲ့ဒီလိုမျိုးဖြစ်တော့ပါဘူး။ဒီလိုအနေနဲ့အခုဆိုတော့ဟိုအရှင်းဆုံးပြောလို့ရှိရင်အဲအတောင်ပြရမယ့်အချိန်အချိန်ဆိုတော့တော့ရောက်လာပြီနော်။အဲဒီလိုရောက်လာတဲ့အခါကျတော့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 အဲဒီလ ိုရွယ်အားဖြင့်တော့ပြုလို့ရတဲ့ရုပ်ရှင်တွေနဲ့လည်းအဲဒီအခွင့်အရေးအားဖြင့်လည်းအားနိုင်နေပါတယ်အဲဒါကြောင့်မလို့ကျွန်တော်အဲအခုချိန်ပြီးတော့ဒီစီရင်နေမှာပဲရှိနေတယ်ဟုတ်ကဲ့ပါနော်ဒါဆိုလို့ရှိရင်ကိုနီတို့ရွေးချယ်မဲ့သူရဲ့ဇယက်အထာလေးနေနေတော့ပြောပြရပါလားအဲ့လိုမျိုးလို့မရှိပါဘူးချစ်ပေါ်မှာဘာမှမဆွဲနေတဲ့လူကမှခက်တယ်ဆိုတော့ဒါနဲ့ဘာမှမပါလို့ဆိုတော့လိုအပ်ချက်ကိုလိုချင်တဲ့လိုအပ်ချက်ပါတယ်ဖြစ်အဓိကတော့စိတ်ဓာတ်အဲဘိုင်းဆိုင်ရတာနဲ့မိ ရဲ့ဒီနိုင်ငံလေးသာသာတရားပေါ်မှာတမိုထားလေးစားတဲ့လူတယောက်ဖြစ်နေတယ်ဆိုတာဟုတ်တယ်ပါခင်ဗျာကိုနေမျိုးကိုနေတို့ဟာဒါဆိုလို့ရှိရင်ကိုလူမျိုးတွေရပဲပြန်ရဖို့ရှိပါသလားအာအဲ့လိုမျိုးရဲ့လိုလည်းမဟုတ်ပါဘူး။ဒါကမိမိနိုင်ငံမိအမျိုးသားချက်မိလို့ရှိမှရှိတဲ့နိုင်ငံတွေရှိမယ်။နောက်ပြီးမိမျိုးရှိတဲ့ဒါတွေကိုပြီးရှင်းလာပြီးတော့မှထိန်းသိမ်းတဲ့မျိုးဟောတာမျိုးဖြစ်နေတော့အဲ့ဒါကျွန်တော်တို့အရင်လည်းပါပြီ။ဒါ ကျုပ်ရဘောမလာပါဘူးလို့ပြောလို့ဟိုရလောက်နေရတယ်အဲ့လိုမျိုးအဲ့လိုမျိုးစံသတ်မှတ်ထားတာဟုတ်ဟုတ်ကဲ့ပါခင်ဗျာခုနေတွဲပြည်သက်တွေအတွက်စကားလက်ဆောင်တွေတော်ရောအများကြီးစူးစမ်းနေပါတယ်လို့ကျွန်တော်ဟိုဆက်လက်ပြီးတော့လဲဒီမူပေးရတယ်ဒီမူပေးရအောင်ထိုးထိုးအိမ်မဆောအဲ့လိုထောက်ပြီးတော့ပါညာချက်အောင်ပေါ့ပါညာမနဲ့မတူနိုင်နဲ့အဲ့လိုဒီမူပေးရောက်တဲ့ဒီချက်မျိုးတွေအများကြီးစူးစမ်းပြီးတော့ ဆိုးဆိုးသွားပါမယ်။ဒီနေ့ရိုက်ကူးနေတဲ့ဇကားလေးနဲ့ပတ်သက်ပြီးတော့အနေချင်းတစ်ချက်တော့ပြောပြပေးပါဦး။ဒီနေ့ဇကားရောရွှေရှင်ပေါ့နော်။အပါလေးရွှေရှင်ပေါ့။အပါလေးဆိုရတဲ့ပြေကအဲခလေးမွေးချင်မှာအပါလေးစူပါကန်။ဒါဒီခလေးကမွေးကလေးကအမေရဲ့ဖိုက်ထဲမှာရှိကလေးကကုညင်ချင်းစိတ်တရာတရားတွေပေါ့နော်။ အဲ့လိုမျိုးရှိနေတဲ့ကလေးပေါ့ငွေလာတော့လဲသူကတက်ခွက်ထမ်းမှလဲဟိုလိုကူညီလိုကူညီအဲ့တော့အမှားလေးတွေဟာသတ်တွေလည်းအလားရုံတော့ပြီးတော့ရိုက်ထားတဲ့ဟာသတ်ဆက်တယ်ဟိုတကြံအတွက်ကော anything အနေနဲ့ဗားရီများဟိုလုတ်သွားဖို့ရှိပါမလဲဟာလဲတော့မစရောနေပြီးတော့မစကိုင်းနေရပါတော့ဒီလေးကြတာမစရောစကားပြောထောင်းရှိတယ်ဟုတ်ကဲ့ပါခင်ဗျာအခုကောတော့ပွင့်နေတဲ့ခကြီးပေါ်မှာ anything အနေနဲ့အမျိုးသမီးတယောက်အနေနဲ့ဗားများပြောချင်ပါမလဲပူကောင်းတာပေါ့ဘယ်ဖြစ်သွား ကိုယ်နဲ့နဲ့ခက်ခဲတယ်မှာကိုယ်ကိုယ်နဲ့နဲ့နိမ့်နေတာလည်းဒါပြောရစီရဲ့ဆက်တာတော့ကောင်းဆုံးပါလို့ဒီမဲ့ပါပဲလို့လို့ပါပဲပြောပြောဟာလားစီကန်းနဲ့ပေါင်းနေဆိုတော့ခုကောင်းစင်သာရှော့ပေါ်နေတဲ့ပုံမှာပေါ့နော်အနေဖြင့်နေလဲဘာကြောင့်ပြောချင်ပါမလဲကောင်းပါလေအစင်သာရှော့လိုက်ပါကြတော့ကုလိုချင်တဲ့ဒါဒရိုက်တာတွေလူချင်တဲ့ဆန်းလန်းလေးပေါ့နော်ဆန်းလန်းလေးတွေမတူတဲ့စက်ခွက်လေးတွေတက်ဖို့ခဏကြီးဖြစ်တာပေါ့အဓိကက မလိုအပ်တဲ့မစားစင်းကြီးရှောင်မှုတော့ဒီပါပေါ့နော်လိုအပ်တဲ့ပြပွေလေးတွေလိုအပ်တဲ့ဆိုရင်တော့အာပြရတာဒီစားရှိမလိုအပ်ပဲနဲ့တော့ဖြစ်တယ်မင်းဒါကုနာလိုပဲခုံတော့ကဟိုစင်းတဲ့ကန်နဲ့ပေါင်တဲ့ပိုးပွင့်နေနေဆိုတော့အကောင်းဆုံးဘယ်လိုပရိုက်တာလုပ်ငန်းတွေလုပ်လို့ရှိပါသလဲဒီကနေ့ပြန်ရှင်နေအားလုံးကတော့ပရိတ်တက်လောက်တာတော်တော်များတယ်လေ။အပိစောမစိုးတော့ကဒီပရိတ်တက်နဲ့ ဆင့်ွယ်နေတဲ့အလုပ်ကိုမစလို့လုပ်တာဟာကြတော့ဒီပြည်သက်တွေကိုဟာလားကိုယ့်ရဲ့ပတ်ဝန်းကျင်ဖြစ်ဖြစ်နေတဲ့ဟာကိုမစလို့ဒုက္ခရောက်နေဟာကိုကုညီရမယ်အဲ့လိုမျိုးကြီးပေါ့နော်ပြည်သက်ကကျွေးတဲ့တမဲကိုစားတာဟာကြတော့ပြည်သက်ကိုပြန်ပြီးတော့ကြောက်တဲ့နေရာနေပြီးတော့ဆရာဟိတာတို့ညာနေပတ်ဝန်းကျင်ကိုကြီးဖြစ်တာတော်တော်များများလည်းလုပ်ဖြစ်ကြတာလေအစလို့ဆိုရင်ဒါစေယုံကြီးနဲ့ပတ်သက်တဲ့အရေးပေါ့အဲ့ဒီကိုကုညီအောင်နဲ့ပေါင်းပြီးတော့မစလို့ ဖေ့စ်ဘွတ်ပေါင်းတဲ့သူပေါ့နော်အဲ့ဒါလည်းရမုံငွေလုပ်ထားတာရှိတယ်ဟုတ်ကဲ့ပါခင်ဗျာအခွင့်အနမ်းလေးမြန်ပြောပြလို့ရမလားမသိဘူးနော်ဂရုဏာအတင်ချင်ပါဂရုဏာအတင်ချင်ပါဟုတ်ကဲ့ပါခင်ဗျာမဆင်းနေနဲ့အခုပေါ့နော်တတိဆလူငယ်လေးတွေအတွက်ဟိုဒီအမျိုးသမီးလေးတွေပဲဖြစ်ဖြစ်အမျိုးသားတွေပဲဖြစ်ဖြစ်မဆင်းနေနဲ့စကားလက်ဆောင်တွေပြောပြပါလားခင်ဗျာဒီကတတိဆနဲ့ကအောင်မြင်လာတဲ့အញ្ញမ်းမြင်တယ်လေကြောက်သွားတာလည်းမြန်လာပေါ့နော်အောင်မြင်ပြီဆိုရင်အောင်မြင်မှုလမ်းကြောင်းပေါ်မှာအမီးရဆုပ်ကဲတာပေါ့တော့အရေးကြီးဆုံးပါပဲ ုလုပ်တဲ့အလုပ်ပေါ်မှာစဉ်းစားရှိရှိစဉ်းစားရှိရှိနဲ့ထူးခြားဖို့အများကြီးရှိပါတယ်ဘာ